ဂျာမန်အမျိုးသားစာရေးဆရာတောမတ်စ်မန်1885 1955ဂျာမန်အမျိုးသားစာရေးဆရာမန်းသည်1929ခုနှစ်အတွက်ကမ္ဘာကျော်နိုဘယ်ဆုအချီးမြှင့်ခံရသောစာရေးဆရာဖြစ်သည်မျိုးရိုးသည်ဂုံတယ်မျိုးရိုးဖြစ်သည်ဘာသာရေးတွင် သူ့ဘိုးဘေးနှင့်အဖတို့သည်လွတ်လပ်စွာတွေးကြံလိုသောတဘာဝတ္တဝါဒကိုလက်ခံကြသူများဖြစ်ကြသည်နိုင်ငံရေးတွင်ပြည်သူလူထုအတွက် ရတင်ရထိုက်သောအခွင့်အရေးတို့ကိုလူလားသူများဖြစ်ကြသည်။သောမတ်စ်မန်သည် ထိုသို့သောပါဝန်ကျင်၌ကြီးပြင်းလာရသူဖြစ်သည်။ထိုခေတ်ကအကြောင်းများသည်အတားအမြစ်အလွန်များ၍စီကြီးကံကြီးနိုင်လွတ်လာသည်ဟု သူယူဆသည်။သူငယ်စဉ်ကကဗျာလင်္ကာ၌ဝါသနာပါသည်။သူအကြောင်းကမူထိုဝါသနာကို အားမပေးသည့်အပြင် အလွန်စည်းကမ်းကြီးလာသော Prussian City တို့ကဲ့သို့ကျင့်ကြံနေထိုင်တတ်အောင်ဆုံးမပယ်ပြင်တတ်သည့်ဖြစ်ရာ သောမတ်မန်အဖို့မကြင်မနဖြစ်ခဲ့သည်ဟုဆိုသည် သူဖခင်အနေစာရောက်သောအခါလုပ်ငန်းကိုင်ငန်းမကောင်းဖြစ်လာသဖြင့်မြူနစ်မျိုးတို့ပြောင်းရွှေ့နေထိုင်ကြသည်အသက်16နှစ်တွင်ကြောင်းမှထွက်၍စည်ရင်ကိုင်စည်ရည်အဖြစ်ဖြင့်အလုပ်လုပ်ရသည် ထိုအခါမှစ၍ဝတ္ထုများကိုရှည်သည်ထို့နောက်အလုပ်မှထွက်၍မြူနစ်တက္ကသိုလ်တွင်ရတ္တစာပေအနုပညာရာဇဝင်တို့ကိုဆက်လက်သင်ယူသည် ထို့နောက် အီတလီနိုင်ငံရောမမြို့၌သူ့အကိုနှင့်အတူနေထိုင်သည် ထို့သို့နေထိုင်စဉ်ဝိထုတို့တပုတ်ကို ရေးလိုက်ရာမှစ၍နာမည်ထွက်လာသည်ထိုကာလအတွင်း၌ပင် သောမတ်စ်မန်သည် နော်ဝေးရတ္တစာပေဆွီဒင်ရတ္တစာပေရုရှားရတ္တစာပေတို့ကိုလေ့လာပြန်သည်ဟုဆိုသည် အထူးသဖြင့်ဂျာမန်ဂျာသနီကဆရာကြီး ရှိုပင်ဟာဝါ၏စာတို့ကိုနှစ်သက်သည်ဟုဆိုသည်1900ပြည့်နှစ်တွင် သောမတ်စ်မန်သည် ဝတ္ထုရှိတဲ့ဘုတ်ကိုရေး၍ထုတ်ဝေသည် ပထမတော့ထိုဝတ္ထုကို မကြိုက်ကြချေတို့ရရင်တစတစလူကြိုက်များလာရာ ထိုဝတ္ထုသည်ကဘာကျော်ဖြစ်လာသည်ထိုအခါမှစ၍သောမတ်စ်မန်သည် စာပေလောကသို့လုံးဝဝင်လေတော်သည်ကြော်ကြသောဝတ္ထုအတို့အရှိများသည်တပုတ်ပြီးတပုတ်ထွက်လာသည်1905ခုနှစ်တွင်လက်ထသည်အင်္ဂလန်၊နော်ဝေး၊ဆွီဒင်၊ဟော်လန်၊ဆွစ်ဇာလန်နိုင်ငံတို့သို့သွားသည် ဒီသမျှသောဝတ္ထုတို့သည်ဥရောပတိုက်သားတို့၏ပထမကမ္ဘာဆွေးပြီးခေတ်စိတ်ထားသဘောထားအကျင့်အကြံအလေးအလာတို့ကိုတင်ပြ၍အကောင်းအဆိုးအကျိုးအပြစ်တို့ကိုဝေဖန်သောဝတ္ထုများဖြစ်ကြသည်ထိုဝတ္ထုများကြောင့်ဥရောပယဉ်ကျေးမှုနှင့်ဥရောပလူမှုရေးစနစ်တို့၏အတိုက်အဝန်းတွင် စိတ်ဓာတ်ဒုက္ခဟုသည် မရှိတော်ပြီလောကာမဂုဏ်အာယုံအမျိုးမျိုးတို့ကိုဘဝဒုက္ခအစစ်မှိုက်၍ထိုအာယုံတို့နောက်သို့တကောက်ကောက်လိုက်နေကြသော ဥရောပတိုက်သားတို့၏တိုးတက်မှုကို အမှန်အကောင်ဟုဆိုနိုင်အံ့လောတကယ်တိုးတက်မှုဟုဆိုနိုင်အံ့လောဟူသော တွိဟတန်တရားတို့သည် ဖြစ်ပေါ်လာကြသည်ဟု ဆိုသည်သောမတ်မန်၏ဝတ္ထုတို့တွင်အများအားဖြင့်အထက်ဆိုခဲ့သောယဉ်ကျေးမှုနှင့် လူမှုရေးစနစ်ဆိုင်ရာ လူပဝါပြဿနာများကိုသရုပ်ဖော်ထားသည်ဟုဆိုသည် သရုပ်ဖော်ရာတွင် အလွမ်းအဆွေးအတော်တို့စုံလင်လှသည်ဟုလည်းဆိုသည် 1932ခုနှစ်လောက်တွင်ဂျာမန်နိုင်ငံ၌အာနာရှင်ဟစ်တလာခေါင်းဆောင်သောနာစီတို့ တကိုးကြီးလာသောအခါတောမတ်မန်၏ဝတ္ထုအချို့ကို မီးရှို့ပစ်ကြသည်တောမတ်မန်လည်းဂျာမနီကိုစွန့်၍လွတ်ရာကျွရာသို့တင်းရှောင်ရသည်နောက်ဆုံးတွင် အမေရိကန်၌အခြေချနေထိုင်ကြလေသည်တောမတ်မန်၏ငါတိပီကွယ်ငါတိပီကွယ်ဝတ္ထုတို့ကို အင်္ဂလိပ်ဘာသာပြန်ဖြစ်သော disillusionment ဝတ္ထုတို့မှမြန်မာပြန်သည်ဥရောပတွင် နိုင်ငံရေးနယ်ချဲစီးပွားရေးနယ်ချဲတို့ကြောင့်ပစ္စည်းဥစ္စာကျွဲဝါလာကြသဖြင့်ထိုနယ်ချဲယဉ်ကျေးမှုကို အထင်ကြီးလာခဲ့ရမှထိုနယ်ချဲယဉ်ကျေးမှုကြောင့်ပထမကမ္ဘာစစ်ကြီးဖြစ်ဖြစ်လူခသိန်းတို့ဒုက္ခရောက်ကြသည်ကိုမြင်လာရသောအခါထိုနယ်ချဲယဉ်ကျေးမှုကိုပင်မကျေမနပ်ဖြစ်လာကြသည်ဟုသိကြသည်ဤဝတ္ထုတို့တွင်ထို့သို့မကျေမနပ်ဖြစ်နေပုံရတော့လဲအပြေရှာမတွေ့နိုင်ပဲ ရောင်တိရောင်ချဖြစ်နေသော သူဤအမှုအရာကိုတရုတ်ဖော်ထားသည်ဟုယူပါသည် ထိုအမှုအရာတို့သည်တနာစရာအဖြစ်ဖြင့်၎င်းရဲစရာအဖြစ်ဖြင့်၎င်းပေါ်ထင်နေသည်ဟုထင်သည်ပုလူသည် လူထုလူဆန်တယောက်ပါပဲထိုလူနှင့်စကားပြောခဲ့စဉ်ကတော့ကျွန်တော်သည်ရောင်ချချာဖြစ်ခဲ့မိသည်ယခုတိုင် သူအကြောင်းကိုတွေးမိတိုင်းရောင်ချချာဖြစ်တတ်ပါသေးသည် သူအကြောင်းကိုပြန်ပြောရမည်ဆိုလျင် ကျွန်တော်ရောင်ချစာဖြစ်အောင်သူပြောတာတကယ်သူအခြားသောသူတို့ရောင်ချချာဖြစ်ကုန်ကြအောင်က ကျွန်တော်ပြန်ပြောတာမြည်မဟုတ်ပါ စင်စစ်မှာ ကျွန်တော်ရောင်ချချာဖြစ်ခဲ့ခြင်းမှာသူဖော်ဖော်ရွေရွေချစ်ချင်းငငန်ပွန့်ပွန့်လင်းလင်းပြောတာတော့အကြောင်းဖြစ်သည်ဟုထင်သည်လွန်ခဲ့သောနှစ်လလောက်ကထိုလူထိုးလူဆန်းကို ကျွန်တော်တတိပြုခဲ့မိသည်သူကိုပထမအကြိမ်မြင်ရာဖြစ်သောနေရာသည်စန်မာကိုခေါ်မြို့လေပန်းချံဖြစ်သည် ထို့အခါကတော့ဘန်းဂျန်တဲ၌လူစီကားလှသည်မဟုတ်ထိုနေရာမှာတစုအီနေရာမှာတစုကျူတူကျဲတဲ့မျှသာဖြစ်သည်ဘန်းဂျန်တဲတွင် အလှအပတည်ဆောက်ထားသောကော်လိုနစ်ကမုတ်တိုင်တစောင်းရှိသည် မုတ်တိုင်တစောင်းအနောက်တွင် အပြာရောင်ကောင်းကင်သည်လွမ်းစရာဖြစ်သည် မုတ်တိုင်တစောင်းအရှိတွင်ကြက်ရှာအလံတို့သည်လေးထဲ၌တလူလူလွင့်နေကြသည် မုတ်တိုင်တစောင်း၏ဘဟုအဝင်တွင်မင်းမပြိုတို့ဦးသည် ခိုးများကိုအစာကျွေးနေသည်ဖြစ်ကြခိုးဖြူခိုးဝါခိုးပြားတို့သည်တကောင်ပြီးတကောင်မင်းမပြူဤခြေရင်းတို့ပြန်ဆင်းနေကြသည်စိတ်ချမ်းမြေစရာရှုခင်းတစ်ခုပါပေသည်ထိုပန်းခြံတွင်ထိုအချိန်၌ထိုလူစုလူဆန်းကိုကျွန်တော်မြင်ခဲ့ရသည် သူအရာသည် မနှိမ်မမြင်ဖြစ်သည်ခါအနှဲငယ်ကိုင်းသည်လမ်းလျှောက်သောအခါခတ်သွဲ့သွဲ့လျှောက်သည်အုတ်ထုတ်အနှက်ဆောင်သည်ຫນွေဝှက်ကုတ်အင်းကြီးဝတ်သည် ဘောင်းမီအနက်စင်းနှင့်ဖြစ်သည်မိသည့်အကြောင်းကြောင့်မှန်းမသိသူ့ကိုအင်္ဂလိပ်လူမျိုးဟုကျွန်တော်အထင်မှားခဲ့သည်အသက်အရွယ်မှာ30ဆိုလျင်လည်းဖြစ်နိုင်သည်50ဆိုလျင်လည်းဖြစ်နိုင်သည်နှုတ်ခမ်းမွေးမုန်းစိမ်မွေးတို့ကိုရှိတ်ထားသည်ဖြစ်ရာ သူ့မျက်နှာသည် ချောမွန်နေသည် သူ့နှာခေါင်းသည်ခါရုတ်တုတ်ဖြစ်သည်သူ့မျက်လုံးတို့သည်ပင်ပန်းနွမ်းနေတကယ်သို့ဖြစ်သည် သူ့ပါးစပ်အနီးအနား၌ကပြုံးချောင်တန်းနေသည်ဟုထင်ရသည် သူသည်မကြာခဏဆိုပြီးတကယ်တို့သူ့ပါဝန်ကျင်ကိုလှည့်ပိုက်ပြီးစူးစူးဆိုက်ဆိုက်ကြည့်ကြသည်ထို့နောက်သူ့မျက်စိသည်မြေပြင်သို့ရှောက်သွားကြသည်ထို့နောက်မတိမသာသူ့တကူကြားစကားပြော၍သူ့ခေါင်းကိုညှိကြသည်ထို့နောက်ပြုံးစီစီလုံနေကြသည်ဤပုံအတိုင်းထိုသူသည်ပန်းချံတဲ့တွင်ဇွဲကောင်းသဖြင့်လူလာတုံခေါက်လမ်းရှောင်နေကြသည် ထို့အခါမှစ၍ကျွန်တော်သည် သူ့ကိုပန်းချန်ထဲတွင်နေတိုင်းမြင်ရသည် သူမှာအလုတ်ဟု၍မမေရရရှိဟန်မတူလမ်းလျှောက်သောအလုတ်တစ်ခုသာရှိပြီးတကယ်တော့ဖြစ်နေသည်လမ်းလျှောက်သည်မှာအခေါက်ပေါင်း30မက40မက50မကဖြစ်သည်နေသားလျင်လဲလျှောက်သည် နေမသားလျင်လဲလျှောက်သည်လျှောက်သည့်အခါအထီးကြီးသာလျှောက်သည်အထက်ကစုံခဲ့သောပုံအတိုင်းသာလျှောက်သည်တညနေတွင်ပန်းကျန်နေ၌တမတော်တီးဝိုင်းသည် ပရိသတ်ကိုဖျော်ဖြေပါသည် ကျွန်တော်သည်အနီးရှိကော်ဖီဆိုင်က ခင်းထားသော ကလထိုင်းတစ်လုံး၌ထိုင်၍နားထောင်သည်တီးဝိုင်းကိုတင်းသောအခါ ပရိသတ်လူအုပ်ကွဲ၍အိမ်ပြန်ကြသည်ထိုအခါထိုသူသည်ကျွန်တော်အနီးရှိလက်နေသော ကလထိုင်း၌ပြုံးစီစီမျက်နှာထားဖြင့်ဝင်ထိုင်သည်မှောင်စယူလာသောအခါကော်ဖီဆိုင်ကခင်းထားသော စပွဲကလထိုင်းတို့၌လူတယောက်မျှမရှိတော့ဘီး ပန်းချံနေ၌လမ်းလျှောက်နေကြသူများပင်မရှိကြတော့ပြီဖြစ်ရာပန်းချံတစ်ခုလုံးသည်တိတ်ဆိတ်သွားသည်မိုးကောင်းကင်တွင်မိုးတစ်ပြင်လုံးသည်ကျဲများဖြင့်အပြည့်ဖြစ်လာသည်မုတ်တိုင်တစ်စောင်းအထက်တဲတဲ့စီတွင်လတချမ်းသည်တွဲလွဲခိုနေပြီးတကယ်တို့ဖြစ်သည်ကျွန်တော်သည်သူ့ကိုကြောခါ၍ထားရင်းတရင်စာဖတ်နေသည် အတန်ကြာသောအခါကျွန်တော်အိမ်ပြန်တော့မည်ဟုထားလိုက်ရမှ သူ့ဘက်သို့လှည့်မိလျက်သားဖြစ်သွားသည် ဟဆောဆောကသူစီမမိသည့်အတန်ကိုမျှမကြားခဲ့ရတော့လေယခု သူ့အတန်ကို ကျွန်တော်ကြားရပြီရုံးဦးနောင်ကြီးအမဗင်းနစ်မြို့ကိုအရင်က ရောက်ဘူးသလားအခုအချိန်ဟာပထမအချိန်ပဲလားပြင်သစ်ဘာသာမပီကလာပီကလာဖြင့်သူကကျွန်တော်ကိုစတဲ့မေးပါသည်ကျွန်တော်ကအင်္ဂလိပ်ဘာသာဖြင့်ပြန်ဖြေမိပြုသောအခါသူသည်ဂျာမန်ဘာသာဖြင့်ဆက်၍ပီပီတာတာပြောပါလေတော့သည်ဩော် ဝင်းနစ်မြို့ကိုအရင်ကခမရမရောက်ဖူးဘူးဆိုပါတော့အခုအချိန်ဟာပထမဆုံးအချိန်ဆိုပါတော့ဘယ်နဲ့နေသလဲဝင်းနစ်မြို့ဟာခမရစီထဲမှာတော်တော်လှတယ်လို့ထင်နေသလားကြားဘူးတာနဲ့ညီးရလားကြားဘူးတာထက်ပိုနေသလားဒါမှမဟုတ်အဟုတ်အမှန်ရှိနေဖြစ်နေတာထက် ပိုမလှပါဘူးဗျာလို့ဆိုခြင်းသလားခမရမဆိုရဲပါဘူးဗျာဆိုရဲစီအောင်ခမရမဆိုဘူးဗျာဘာဖြစ်လို့လဲဆိုတော့ဗင်းနစ်မြို့ကြီးကိုကြည့်ပြီးငါကြည်နူးနေပြီး ငါပြောနေပြီငါကျင်းနဲ့နေပြီလို့ကိုကိုကိုလှည့်စားခြင်းနေလို့ဗျဟုတ်ရဲ့လားဘယ်နဲ့လဲထိုးသူသည်ထိုးသူပြော၍ကျွန်တော်ဘေးသို့ကိုင်းရမှသူ့ကလထိုင်နောက်မိ၌ပြန်မိလိုက်ပြီလေမျက်စိပေကလပေကလနှင့်ကျွန်တော်ကိုကြည့်နေပါသည်ကျွန်တော်သည်အံ့အားသင့်၍ငြိမ်နေမိသည်အတန်ကြာမျှငြိမ်နေမိသည်ကျွန်တော်သည်မြည်သူပြန်ဖြေရမည်ကိုမသိသဖြင့်ပြန်တော့မည်ဟုထားပါသည်ထိုအခါသူသည် မိယာမှကျွန်တော်ဘက်သို့အကိုင်းလာ၍ဒီမှာပြနောင်ကြီးရဲ့အရှင်ကတဲဟုတ်ပါကလားလို့အထင်ကြီးခဲ့မိတာတွေဟာတကယ်ကြတော့ဘာမှမဟုတ်ပါကလားလို့မြင်လာသိလာတဲ့ယထာဘူရအသည့်အကြောင်းကိုစဉ်းစားမိရဲ့လားကျုပ်ဆိုလိုတာကအသေးအဖွဲကိစ္စကလေးတွေမှာမာမီလို့ကချောကချွတ်ပြူမီလို့စဉ်းစားမိတဲ့အသည့်မျိုးကိုဆိုဆိုတာမဟုတ်ဘူးဗျလူရဲလူဖြစ်လာတဲ့နောက်ဘဝတစ်ချက်မှာတွေ့ကြရကြုံကြရမယ်အလိုမကျစရာတွေကိုဆိုဆိုတာဗျ ဒါတွေကိုခမည်းစဉ်းစားမယ်မထင်ပါဘူး။ကျုံမှာတော့လူလာမြောက်တဲ့အရွယ်ကလေးကစားပြီးဘဝအလိုမကျစရာတွေကိုစဉ်းစားကြည့်မိလေတော့စဉ်းစားသမျှတွေဟာကျုံနောက်ကိုတကောက်ကောက်လိုက်နေတော့တာပဲ။သူတို့ကြောင့်ကျုံမပြောနိုင်ဘူးဗျ။သူတို့ကြောင့်လူတော်သူတော်တွေမှာကျုံမနေလိုဘူးဗျ။ဒီတော့ကျုံဟာလူထုလူဆန်းတယောက်ဖြစ်နေတာပေါ့။ဟုတ်ပါတယ်လေ။ကျုံဟာလူထုလူဆန်းတယောက်ပါ။မငင်းပါဘူး။အင်းလေ။ကျုံကပြောပြနေလို့လေအလကားပါပဲ။ ဘဝအလိုမကျစရာဆိုတာကိုခမည်းချက်ချင်းသဘောပေါက်နိုင်မယ်တော့မဟုတ်ပေဘူး။ဒါပေမဲ့တနေ့နေ့မှာခမည်းဘာသာခမည်းစဉ်းစားပြီးတော့သဘောပေါက်ချင်ရင်ပေါက်လာမှာပါပဲ။ရုပ်ချောင်းကိုခမည်းနည်းနည်းပါးပါးသိထားရင်တော့ပါပြီ။ဒီတော့သိခံပြီးနားထောင်စမ်းပါ။မကြစေရပါဘူး။ဘဝအလိုမကျစရာဆိုတဲ့သဘောကိုလွယ်လွယ်နဲ့ပြောပြလို့တော့မရဘူးဗျ။ပြောပြလို့ရနိုင်တယ်ဆိုရင်စကား၄၅၀လုံးလောက်နဲ့ပြီးနိုင်ပါရဲ့။ဒီလိုလေး ရုပ်အကြောင်းကိုအစကစပြီးကျုပ်ပြောပြမယ်။ကျုပ်ငယ်ငယ်တုန်းကနေခဲ့တဲ့မြို့ဟာတောမြို့လေးဗျ။ကျုပ်အဖေဟာတောမြို့ကဓမ္မဆရာကလေးဗျ။ဒီတော့ကျုပ်ကြီးပြန်လာရတာဟာတောမြို့ဓမ္မဆရာကလေးရဲ့အတိုင်းအဝိုင်းထဲမှာဆိုပါတော့ဗျ။ခမားလည်းသိတဲ့အတိုင်းပဲ။ဓမ္မဆရာကလေးရဲ့အိမ်ဓမ္မဆရာကလေးရဲ့အတိုင်းအဝိုင်းဆိုတော့ဘာမှစိုးစိစသေးကြတာဗျ။အမဲဆက်ကလေးတစ်စက်မြမရှိအောင်တန့်ပြန့်နေတဲ့ဗျ။ကျန်းစာဖားလိုက်တရားဟောလိုက် ကောင်းမှုကုသိုလ်ဆိုတာဘာကွမကောင်းမှုအကုသိုလ်ဆိုတာဘာကွအိဋ္ဌာယုံဆိုတာကဘာကွအနိဋ္ဌာယုံဆိုတာကဘာကွလို့ဟောလိုက်တဲ့စကကြီးစကဲစဲတွေကိုသာပြောလာခဲ့ကြတယ်ဒီတော့ပြောပြောပြီးလူဘဘကြီးဟာတဲဟုတ်ပါကလားတဲကောင်းပါကလားနဲ့အကောင်းဘက်ကိုကြည့်ကြည့်ပြီးကျေနပ်နေတာပဲကျုပ်ဟာဒီအတိုင်းဝိုင်းမှာကြီးပြင်းလာရတဲ့ဗျကျုပ်အခုဒုက္ခဖြစ်နေတာဟာဒီအတိုင်းဝိုင်းရဲ့အတွေးအခေါ်အယူအဆတွေကြောင့်ဗျကျုပ်ငယ်ရာကကြီးလာရတဲ့ဘဝမှာ ူဟာအပေါ်ရန်အလှအပစကားတွေတကယ်ကြီးစကားကျယ်တွေနဲ့သာနေခဲ့ရတယ်။ဒီစကားတွေကိုကျုပ်အဟုတ်ကြီးထင်ခဲ့မိတယ်။ဒီတော့တကယ်လူဘဝအကြောင်းကိုကျုပ်ဘာမှမသိရဘူး။ဒေကူရင်ရင်နာရင်ပြီး လောကမှာလူဆိုရင်သူတော်စင်၆ပြည့်ကင်းတော်၎င်း၊သူရုပ်မှာငမိုက်သားတော်၎င်းဖြစ်ရမယ်လို့ကျုပ်ထင်ခဲ့မိတယ်။ဘဝခကြီးမှာအကြုံတွေ့စရာရှိရင်လေချစ်စရာခင်စရာ နှစ်သက်စရာတွေကိုတော်၎င်း၊ရုံစရာမုန်းစရာဆက်ဆုပ်စရာတွေကိုတော်၎င်း ကြုံတွေ့ရလိမ့်မယ်လို့ကြုတ်ထင်ခဲ့မိတယ်။လောကမှာဒီလိုလူနှမျိုးသာရှိတယ်။ဒီလိုအတွေ့အကြုံနှမျိုးနဲ့သာ တွေ့ကြုံတတ်ရတယ်လို့ကျုပ်တဲတဲမဲမဲထင်ခဲ့မိတယ်။ဒါပေမဲ့အထင်နဲ့အတွေ့အာတခြားစီပါပဲဗျာ။ဒီတော့ဘဝကိုကျုပ်အလိုမကျဖြစ်ခဲ့ရတာပေါ့။ပထမဦးဆုံးအလိုမကျဖြစ်ခဲ့ပုံကိုကျုပ်သေးသေးချာချာမှတ်မိတယ်။ထင်နေတဲ့အတိုင်းဖြစ်မလာလို့အလိုမကျရတာတော့မဟုတ်ဘူးဗျ။ကျမငင်လို့ဗျ။ကျုပ်ငငယ်အကျွဲတုန်းက ကျုပ်တို့အိမ်ကိုမေးလောင်ပါလေရောတကယ်ဗျာမိတော်ကြီးဟာအပေါ်ထပ်မှာရှိတဲ့ကျုပ်ရဲ့အခန်းဝကိုရောက်လာတာပဲဗျအခန်းဝတိုင်အောင်မိတော်ကြီးတက်လာတယ်ဆိုတော့လေကားဟာမီးဆွဲနေပြီပေါ့တအိမ်လုံးမှာမီးလောင်တာကိုကျုပ်ကအရင်ဆုံးသိတယ်ဗျဒီတော့ကျုပ်ဟာသွေးယူသွေးတန်းနဲ့ရှောက်ပြေးနေတော့တာပဲပါဇက်ကလည်းမီးပြို့မီးပြို့လာကြပါအောင်ကဲကြပါအောင်လို့အော်ဟစ်တာပေါ့ဒီခါတုန်းကဆိုရင်ကျုပ်ဘာတွေပြောနေလဲဆိုတာကိုကျုပ်တကယ်သိတယ် ဘလို့ခံစားမှုအသည့်နဲ့ပြောနေတယ်ဆိုတာကိုလည်းတကယ်သိတယ်။မီးလောင်တယ်ဆိုတာဟာဒါပဲကိုမီးလောင်ခံရတယ်ဆိုတာဟာဒါပဲကိုလို့သိလိုက်ရတယ်။ဒါပဲလားတဲ့။ဒါရင်ဘဲကမလဲဗျာ။တော်တော်ကလေးစိုးဝတ်တဗျာ။တအိမ်လုံးမီးလောင်ပြာကျသွားပါလေရောဗျာ။ကျုပ်တို့သမီးသားစုလုံးလည်းမီးဘေးကလွတ်အောင်မနေရုံးခဲ့ကြရတယ်။ကျုပ်ကိုယ်တိုင်လည်းနည်းနည်းပါးပါးမီးလောင်ခံလိုက်ရတယ်။ဒီเจ้าကိုကျုပ်စီကူပေါထိုင်တာဖွဲ့နှွဲ့နေရမယ်ဆိုရင် တကယ်စူးခဲ့တာထက်ပိုသွားအောင်ဖွင့်လွှဲနိုင်တာပေါ့ဖွင့်လွှဲနိုင်တိုင်းသာဖွင့်လွှဲလိုက်ရင်ကျုံမှားမှာမဟုတ်ချပဲဒါပေမဲ့တီးထက်ချောက်စရာကောင်းတာကအဖြစ်အပျက်တွေကိုတောင်းတွေးမြောက်တွေးတွေးပြီးကြောက်ချင်တဲ့အကြောက်ဟာကျုပ်ရဲ့စိတ်ထဲမှာကြံနေတော့တာပါပဲဗျာကျုပ်တို့အိမ်ကိုမီးလောင်ခဲ့တာဟာကျုပ်ရဲ့ဘဝခကြီးမှာကျုပ်အတွက်အထီးကရာမှတ်တမ်းကြီးပဲဗျာနေအောင်ဗျာနေအောင်ကျုပ်ရဲ့အလိုမကျဖြစ်ခဲ့ပုံတွေကိုရတုတန်ပါပါနဲ့ပြောနေအောင်မှလားလို့ ခမထင်သွားမှလည်းစိုးပါရဲ့ဒါတွေကိုကျုံမပြောတော့ပါဘူးစိတ်ချပါကျုံပြောချင်တာကဆောင်းအုပ်တဘုံတကောင်းကြီးဖတ်ပြီးကဗျာဆောင်းအုပ်တွေဖတ်ပြီးလောကကြီးဟာတဲခမ်းနာပါကလားတဲတာယာပါကလားဆိုတဲ့အတွေးတွေနဲ့ကျုံကြည်နူးလာခဲ့မိလို့တလွဲတချော်တွေဖြစ်ကုန်တာကိုပြောချင်တာပါတကယ်တည်းဗျာသူတို့ရဲ့အဆိုးအမိန်တွေသူတို့ရဲ့စကားတွေကတော့ကြီးပါပဲရဲ့ကျဲပါပဲရဲ့တကယ်လို့များဒီကျန်းစရာဒီကဗျာစရာတွေဟာ သူတို့ရဲ့အစိုးအမိန်ကြီးတွေသူတို့ရဲ့စကားလုံးကြီးတွေကိုတန်ပုတ်မင်းရီဖြော်ပြီးမေယူဆုတန်ကြီးနဲ့အာကာလွာပုံတော်မှာရေးနိုင်တဲ့အစွမ်းသာရှိကြမယ်ဆိုရင် သူတို့ရေးကြမှာမဟုတ်ချပဲဗျဒီအကြီးအကျယ်တွေကိုကြုတ်ဖားပြီးကြုတ်သွတ်သွတ်လဲခဲ့တာပေါ့ဗျာကျုပ်ရဲ့တကယ်ဘဝခရီးကြတော့ဒီစကားကြီးစကားကျယ်တွေဟာကျုပ်ကိုဘလို့မှမကူညီနိုင်ကြဘူးကျုပ်ကိုလှည့်စားခဲ့ကြတယ်ဗျကျုပ်ကိုတယောခဲ့ကြတယ်ဗျ ပီတိအရာသာအကြောင်းရေးကြတဲ့ကဗျာဆရာတွေကသူတို့ရဲ့ပီတိခံစားမှုကိုတည်တည်ကြကြပြန်ပြောဖို့မလွယ်ဘူးတဲ့ပီတိရဲ့အစွမ်းကို ပေါ်အောင် ဖော်နိုင်ဖွင့်နိုင်ဖို့လူစကားဟာမလုံလောက်ဘူးတဲ့မပြည့်စုံဘူးတဲ့ဆိုကြတာပဲဒါပေမဲ့အလကားပြောကြတာပါဗျာကျုပ်အဖို့မှာလူစကားဟာစုံပါတယ်ကျွဲဝပါတယ်ကျဲဝန်းပါတယ်လူစကားနဲ့ဆိုင်ရင် တကယ်ဘဝအတွေ့အကြုံကမှကျင်းနေပါသေးတယ်အကန့်အသတ်တွေရှိနေပါသေးတယ်ဥပမာ ကိုနာကျင်မှုဆိုတဲ့ကာယိကဒုက္ခဆိုပါတော့ဗျာသူမှာအကန့်အသတ်ရှိတာပေါ့တတိလစ်နေရင်ဒီနာကျင်မှုဟာတန့်နေတာပဲစိတ်နာကျင်မှုဆိုတဲ့မာနတိကဒုက္ခဆိုတာမှလည်းသူ့အကန့်အသတ်နဲ့သူပဲဗျထုံထားနေရင်သူလည်းတန့်နေရတာပဲစိတ်ရှင်လန်းမှုဒုက္ခဆိုတာမှလည်းဒီသဘောအတိုင်းသူ့အကန့်အသတ်နဲ့သူ ရှိနေတာပဲရုပ်တို့ပြောချင်တာရေးချင်တာတွေကြတော့အကန့်အသတ်ဆိုတာပဲရှိမှလည်း လူတို့ပြောချင်တိုင်းပြောနိုင်အောင် ရေးချင်တိုင်းရေးနိုင်အောင်စကားတွေကို အကန့်အသတ်မဲ့ကျုပ်တို့ထွင်ထားကြတာပဲဒါတွေကိုထားလိုက်ပါတော့လေကျုပ်လူလားမြောက်လာတဲ့အခါမှာတကယ်လောကကြီးတဲ့ကိုကျုပ်ဝင်သွားရောဆိုပါတော့ဗျာရောက်တယ်ဆိုတာနဲ့တပြိုင်နက်ကျုပ်ရဲ့အသားအဖွန်တွေကကျုပ်ရလာတဲ့အကောင်းလိုထင်ခဲ့ကြတာတွေဘဝရည်မှန်းချက်တွေနဲ့ကိုက်ညီမဲ့အတွေ့အကြုံတွေကိုကျုပ်လိုက်ရှာကြည့်တယ်။မများများဆဆမဟုတ်ပါဘူး။တခုလောက်တွေ့ရရင်ကျုပ်ကျေနပ်ပါတယ် တွေ့ခဲ့သလားတဲ့ဝေးလေဗျာတကူမှမတွေ့ခဲ့ရဘူးကျောကကဘာတခွင်ပြဲပြဲစင်အောင်လဲခဲ့ဘူးတဲ့ကောင်းပါပဲလှပါပဲထူးပါပဲဆိုရတော့အောင်ကြီးကျူးကြတဲ့အရာတွေကိုကျုပ်ရောက်ခဲ့ဘူးတဲ့ကျော်ပါပဲမော်ပါပဲညွန့်ပါပဲဆိုရတော့အောင်ကြီးကျူးကြတဲ့အမှုပညာလက်ရာတွေကိုကျုပ်မြင်ခဲ့ဘူးတဲ့ဒါပေမဲ့ကောင်းပေလှပေထူးပေကြော်ပေမော်ပေညွန့်ပေဆိုတဲ့ဒီအရာဝတ္ထုတွေအရှိမကျုပ်မမရပြီး ကျုပ်ကိုကျုံမေးကြည့်တယ်။ဒါရီယာလောကမှာထိတ်တန်းကြကြလာတဲ့အရာတွေလို့ဆိုကြကြပါကလား။ကောင်းပါပြီ။ထိတ်တန်းကြကြလာတဲ့ဆိုတာတွေဟာဒါပဲလား။ဒီချက်ပို့ပြီးမလှနိုင်ကြတော့ဘူးလား။ဒီချက်ပို့ပြီးလှနိုင်ပါသေးတယ်ဆိုတော့ဘာဖြစ်သေးတုံး။ကျုပ်ဟာလက်ငင်းဒိဋ္ဌမြင်နေတဲ့၊သိနေရတဲ့ဒိဋ္ဌသမားသဘောနဲ့သာရှင်းနှံ့နေခြင်းနဲ့လူမဟုတ်ဘူးဗျ။အဲ့ဒီမှာကျုပ်ဒုက္ခဖြစ်နေတယ်လို့ထင်တာပဲ။တခါတော့ငါဗျာ။ တောင်နှလုံးကြားမှာကြောက်ကဘာကြီးတစ်ခုကိုကျုပ်ရောက်သွားတယ်။ဒီဘက်တောင်ကြီးကလည်းမြင့်လိုက်တာမိုးထိုးနေတာပဲ။ဟိုဘက်တောင်ကြီးကလည်းမြင့်လိုက်တာမိုးထိုးနေတာပဲ။ဒီတော့အလဲကောင်ကကြောက်ကြီးဟာနက်လိုက်တာအဝီစီကိုဆင်းသွားတော့မယ်အတိုင်းပဲပေါ့။ကြောက်အောင်မှစီးနေတဲ့ရေတံကလည်းတဝောဝောပဲ။ဒါနဲ့ကျုပ်ဟာကြောက်ကြီးတဲ့ကိုငုံကြည့်လိုက်တယ်။ငုံကြည့်နေရင်ကျုပ်တွေးလာမိတယ်။အခုနေငါဒလင်ကောက်ကိုလိမ့်ကြသွားရင်ဘယ်နဲ့နေမလဲလို့ စက်မတွေးပဲမနေနိုင်ဘူးလေအဲဒီမှာဒုက္ခဖြစ်တာပေါ့လိမ့်ကြသွားရင် လိမ့်ကြနေတော့မှငါလိမ့်ကြနေပြီငါတကယ်ပဲလိမ့်ကြနေပြီလို့တွေးပြီးကြောက်လာတာပေါ့ဒါပေမဲ့လိမ့်ကြပါပြီတဲ့ဗျာကဲဘာဖြစ်သေးတုံးနောက်ပြီးတော့ကြုတ်ပြောနေတာရှိသေးတယ်အခုကြုတ်ပြောနေရတွေဟာတောင်ပြောမြောက်ပြောပြောနေတာမဟုတ်ဘူးနော်ကြုတ်ရဲ့ဘဝအတွေ့အကြုံနဲ့ကြုတ်ရဲ့အတွေ့တွေကိုပြောနေတာဗျာ ကျုပ်လူပြိုကာလာသားအရွယ်တုန်းကဆိုပါတော့ကြားပါပြီအပြိုမတူဦးကိုကျုပ်မေတ္တာရှိခဲ့တယ်ဗျအပြိုမဟာချောလဲချောတယ်ရှင်လဲရှင်တယ်စိတ်တော်လဲနူးညံ့သိမ့်မွေ့တယ်ကျုပ်မေတ္တာရှိတယ်လို့သူကလည်းပြန်ပြီးမေတ္တာရှိရင် သူ့ကိုကျုပ်ရရင်ကျုပ်ဟာစပူမှာတလူဖြစ်မှာပဲလို့ထင်မိတယ်ဒါပေမဲ့ဗျသူကကျုပ်ကိုမေတ္တာမရှိဘူးဗျဒါကတော့အဆန်းမဟုတ်ပါဘူးကျုပ်ဘုံမှာသူ့မေတ္တာကရှိမှာမရှိပဲကိုဗျ သူမေ့တာရှိတဲ့လူကိုလက်ခံလိုက်တာပေါ့အဲ့ဒီတော့ငါဆိုရင်ကျုပ်ဟာလှင့်ခံလိုက်ရတယ်ယာကဆိုတဲ့အဖူအလောင်ဟာဒါလောက်မဟုတ်လာပါဘူးကိုချင်းနဲ့တက်တဲ့သူနဲ့အတူမနေရတော့ဘူးဆိုတော့ကိုစိတ်နဲ့ကိုအတွေးကပိုဆိုးနေတာဗျဒီစိတ်ဟာကျုပ်ကိုနှိပ်စက်လိုက်တာလွန်ပါရောမျိုးလုံးတကြောင်ကြောင်နဲ့မအိနိုင်တဲ့ညာပေါင်းမရေနိုင်ပါဘူးဗျအေးစင်စစ်မှာတော့ကျုပ်ဒီလိုအလှန့်ခံရတာဟာ ဘသူကမှကျုပ်စီလာပြီးနှိပ်စက်နေတာမဟုတ်ပါဘူးကျုပ်ရဲ့စိတ်ကကျုပ်ကိုပြန်ပြီးနှိပ်စက်ခြင်းပဲဗျဩချစ်တို့ကဆိုတာအကြီးဆုံးမှာကလားလို့တွေးပြီးဒုက္ခဖြစ်ခဲ့တာပါဒါပေမဲ့ချစ်ဒုက္ခဆိုတာဟာဒါပဲလားဒီထက်ကြီးနိုင်သေးသလားကြီးနိုင်တော့ဘာဖြစ်သေးတော့ဒီမှာအောင်ကြီးကျုပ်ကြုံခဲ့ဆုံးခဲ့တဲ့နှစ်သက်စရာကြည်နူးစရာကလေးတွေကိုလည်းကြားကြင်သေးသလားကျုပ်ရဲ့ဘဝမှာ ကောင်းတဲ့အကွက်ကလေးတွေလည်းရှိပါရဲ့။ဒါပေမဲ့နောက်ဆုံးကြတော့စိတ်ပျက်စရာကြီးပဲဗျ။ကဲပါလေ။ဒါတွေကိုကြုံမပြောပြလို့ပါဘူး။ပြောပြနေလို့အလကားပဲ။အတွေ့အကြုံသာတကအမျိုးမျိုးကိုတင်ပြပြီးပြောပြပေမဲ့နေ့စဉ်တွေ့၊တာမန်တွေ့၊ရေဘူးရလောကကြီးရဲ့သဘောကိုတော့ဘယ်တော့မှရှင်းလို့ရမှာမဟုတ်ဘူးဗျ။နောင်ကြီးရဲ့လူစုတာဘလို့တဲ့တဘာမျိုးလဲဗျ။နောင်ကြီးသိရဲ့လား။ရှိသမျှတဲ့တဘာထဲမှာ လူဆိုတာဟာအမြတ်ဆုံးပဲတဲ့နတ်သမိုင်းလိုဆိုလောက်တဲ့ပြောကြတာပဲဟုတ်ပါမလားဗျာအကြီးကြုံလာရင်သူတို့ကိုယ်တော်သူတို့ကဲနိုင်ရဲ့လားဗျလောကမှာလူဟာဝမ်းနေစရာတွေနဲ့ကြုံရလို့မိုးဖို့ပြန်တက်နိုင်စေအောင်တော့တောကပရိဒီဝါမိပေနဲ့ကြုံရလို့အတုတ္တရာနဲ့တဲ့ကြောက်ကြီးတဲ့ကြာသွားစေအောင်နောက်ဆုံးကြတော့သူ့တုံရင်ကိုသူပြန်လျှောက်လာတာပဲဗျသူ့တုံရင်ဆိုတာခမည်းသိရဲ့လား သူတုံရင်ဆိုတာတခြားမဟုတ်ဘူးကာမဂုဏ်အာယုံအနှောင်အဖွဲ့တွေဒိဆိုးစိတ်ယုတ်အနှောင်အဖွဲ့တွေဝိုင်းဝိုင်းလည်နေတဲ့အထက်ကလွတ်အောင်ယုံနေရတဲ့ဒီလူဘဝပေါ့ကျုပ်ရဲ့စိတ်ထဲမှာခဏခဏတတိရတာတကူရှိသေးတယ်ဗျဒီဟာကတော့ကျုပ်ဘဝမှာပထမဆုံးအချိန်သမုဒ္ဒရာပြင်ကျဲကြီးကိုမြင်ခဲ့တဲ့နေ့ပဲဗျသမုဒ္ဒရာကြီးဟာကျဲလဲကျဲတယ်ဗျပြန်လဲပြန်တယ်ဗျသမုဒ္ဒရာကျဲပြန်တဲ့လောက်ကျုပ်ရဲ့မျက်စိကလည်း အနှံ့လိုက်ကြည့်ပြီးကျုပ်ရဲ့စိတ်ထဲမှာအနှောင်အဖွဲမှလွတ်မြောက်ခြင်းနဲ့ဆန္ဒပေါ်လာတယ်။ဒါပေမဲ့မိုးကောင်းငင်ကြီးဟာအောက်ကိုကုတ်ကြနေတော့မိုးကုတ်ကုတ်ဆိုတဲ့အတားအဆီးကခံနေပြန်ပါရော။ဒီတော့လူဆိုတာဟာအများဆုံးပဲနားတစ်ပိုင်းမဲ့လို့စိုးသားဆိုနေကြတယ်။အနှောင်အဖွဲမှလွတ်အောင်ယုံတဲ့အခါကျတော့မိုးကုတ်ကုတ်ကြီးကဝန်ခံနေတော့တာပဲ။ဒီတော့သူမလွတ်မြောက်နိုင်တော့ဘူးပေါ့။အေးလေ ကျုပ်ရဲ့အတိညာကဖြင်းလို့လို့ကျုပ်လွတ်အောင်မယုံနိုင်ဘူးထင်ပါရဲ့ဗျာကျုပ်ဟာဒိဋ္ဌဓမ္မသဘောနဲ့သာရှင်းနှချင်တဲ့လူမဟုတ်ဘူးလို့ကျုပ်ပြောခဲ့တာပဲကျုပ်ဟာဒိဋ္ဌဓမ္မသဘောကိုတီလုံးအားကြီးလို့လည်းဖြစ်နိုင်တယ်ကျုပ်အယုံအကြည်အနည်းဆုံးကတော့စိတ်ကူးရင်ကဗျာဆရာကြီးတွေရဲ့စကကြီးစကကြဲတွေကိုအကြောင်းပြုပြီးယူဆပြောဆိုဝေဖန်နေကြတဲ့ဘဝအမြင်တွေပဲဗျနောက်ပြီးတော့နောင်ကြီးရဲ့တချို့ပုံကိုယ်တွေဟာ ကို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 အထင်ကြီးကြလေဗျ။တဲအချီးမွန်းခံကျင်ကြသဗျ။သူများတွေကသူတို့ကို လက်တစ်ဆင့်လောက်ချီးမွန်းလိုက်တယ်ဆိုရင်သူ့ဤနှစ်ထင်ရောက်သွားတတ်ကြတယ်ဗျ။သူတို့ကိုကိုသူတို့အဟုတ်ကြီးထင်ပြီးပျော်နေကြသဗျ။လောကနိဗ္ဗာန်ကြီးကိုရောက်နေပြီလို့လည်းထင်နေခြင်းကြသဗျ။အနိဒာယုံတွေဒုက္ခတွေကြတော့သူတို့ ဖုံးဖိထားကြကြသဗျဒါတွေဟာဟန်ဆောင်မှုတွေပေါ့ဗျာဒါတွေရတွေပေါ့ကဲမောင်းလာပြီဗျို့ ခမရလဲကြုတ်ပြောတာတွေကိုနားထောင်ရတာမောလာရော်မယ်ဒီတော့နောက်ဆုံးကြုတ်ဖွင့်ပြီးဝန်ခံကျင်တာကကြုတ်လဲအဒီပုဂ္ဂိုလ်ကြီးတွေကိုတွေ့ပြီးလောကနိဗ္ဗာန်တွေဘာတွေကို ရောက်အောင်လှုပ်ကြည့်တယ်သူများတွေအထင်ကြီးအောင်လဲလှုပ်ကြည့်တယ်ဒါပေမဲ့ကြာကြာလှုပ်ကြည့်လို့မရပါဘူးဗျာ၄ငါးနှစ်လောက်အတွင်းမှာပဲသူများအထင်ကြီးအောင်လှုပ်ခြင်းနဲ့ကြုတ်ရဲ့အတ္တမာနီတီးဟူသော လေးပူပေါင်းကြီးဟာအဲ့နဲ့ထိုးဖောက်ခံလိုက်ရတယ်လို့ဖောက်ခနဲ့မြည်ပြီးပောက်သွားတာပဲ။ ဒီတော့ကျုံမှာဘလို့ဖြစ်ပြီးကြံရစ်ခဲ့တယ်မှတ်တယ်လေလူတော်ထဲမှာလည်းမနေခြင်းမနေလို့လည်းမဖြစ်မဖြစ်လို့နေပြန်ရတော့လည်းမပြောဒီတော့ကျုံဟာလောကမှာလူထုလူဆန်းတရားဖြစ်လာတာပေါ့ကျုံမငင်းပါဘူးဗျာကျုံဟာလူထုလူဆန်းပါပဲကျုပ်ရဲ့အလုံးဟာဘာလဲဆိုရင်မိုးချုပ်တာနဲ့တပြိုင်နက်ကျယ်ရီအပြည့်ရှိတဲ့မိုးကောင်းငင်ကြီးကိုကျုပ်ထိုင်ကြည့်တာပဲဒါဟာကျုပ်ရဲ့အလုံးပဲဒီအလုံးဟာအကောင်းဆုံးပဲ ီအလုပ်ကိုလုပ်နေရင်ကျုပ်ဟာဒီမြေကြီးပေါ်မှာလည်းမရှိဘူးဒီဘဝမှာလည်းမရှိဘူးဒါပေမဲ့ကျုပ်ရဲ့ဘဝကြီးမန်းချက်တစ်ခုကိုတော့ကျုပ်တန်းတန်းဆွဲဖြစ်နေသေးတယ်ဒါကဘဝအနောင်အဖွဲမှာလွတ်မြောက်ခြင်းနဲ့ဆန္ဒပဲဗျအနောင်အဖွဲမရှိအကန့်အသတ်မရှိတဲ့ဘဝကိုလိုချင်တဲ့ဆန္ဒပဲဗျဒီတော့ဒီကြီးမန်းချက်နဲ့ပဲတေချင်းတရားကိုကျုပ်ဆောင်မယ်ဗျဩတေချင်းတရားတေချင်းတရား လူ့ဘဝရဲ့ဏီကုန်းချုပ်စိတ်ပြည့်စရာကောင်းတဲ့တရားဒီတရားကိုကျုပ်သိနေပြီပဲနောက်ဆုံးမှကျုပ်ဟာတေဂာနိပြီဆိုပါတော့ဗျာဒီအခါကျရင် ကျုပ်ဟာဘလို့ညီးမယ်လို့ခမားထင်တယ်လေဩတေခြင်းတရားဆိုတာဟာဘဝအတွေ့အကြုံအများအများရှိတဲ့အနေတကယ်အတွေ့အကြုံကြီးပါတကားမဟာအတွေ့အကြုံကြီးပါတကားတေခြင်းတရားဆိုတာဟာဒါပါပဲလား gain သေးပြီဆိုတော့ကဘာဖြစ်သေးတုံးကဲကဲဒီပန်းချန်ထဲမှာအေးလာပြီဗျအေးလာတာကိုတော့လေကျုပ်အသီးသေးသားပဲသွားအောင်မယ်ဗျာငွေတားကြီးအမှတ်23 February 1963နားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ